ဒီစိတ်ဖောက်ပြန်သူကရှင်းနဲ့ဆက်တိုက်နေတိုင်းမပြတ်မကွခေါက်ဆွဲပြုတ်လိမ့်ရှိတယ်။ဒါပေမဲ့ထူးဆန်းတာကသူ့ဘရုံးမမစားပဲပန်ကန်ကအစီလွဲကိုတပတ်နဲ့ဆင်အောင်တွတ်လိုက်တယ်။ပြီးတော့ဖုန်းနဲ့ဓာတ်ပုံရိုက်ပြီးမိသားစုနဲ့ရင်းနှီးတဲ့တငယ်ချင်းတွေပဲမြင်အောင်ဆက်တင်ချင်းပြီးလူမှုကွန်ရက်မူးမန့်စ်မှာတင်လိမ့်ရှိတယ်။သူဒီလိုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့သူ့ပုံမှန်ရှင်းတန်းလှုပ်ရှားနေတယ်ဆိုတဲ့အထင်မှားကိုဖန်တီးချင်းလို့ဖြစ်တယ်။ရှင်းနှစ်ကာလအတွင်းမှာသူဟာဒီနီလန်းကိုတုံးပြီးငယ်ရွယ်ချောမောတဲ့မင်းကြီးရှိအောင်ကိုဆက်တိုက်တက်ဖြတ်ခဲ့တယ်။ဒါအပြင်သူကခြေရဖြောက်တာအရန်တော်ပြီးရဲရဲရှာခွေဖမ်းဆီးမှုကလည်းအချိန်ချင်းလွတ်မြောက်ခဲ့တယ်။တညမှာတော့မိန်းကလေးတစ်ယောက်ကအလုပ်အရန်ပန်းပြီးဘတ်စကားပေါ်မှာအိပ်ပြောသွားတယ် မှတ်တမ်းရလို့စမ်းတဲ့အခါဖုန်းကမတော်တဆပြုတ်ကျကျန်ခဲ့တယ်။အဲ့ဒါကိုဒီလူကကောက်ရသွားတယ်။ဖုန်း screen ပေါ်ကမင်းကလေးရဲ့ချစ်စရာကောက်တဲ့ပုံရိပ်ကိုမြင်လိုက်တာနဲ့သူချက်ချင်းစိတ်ဝင်စားသွားတယ်။မင်းကလေးရဲ့ကိုကြီးကိုယ်တိုင်ကိုခိုးကြည့်ဖို့ဖုန်းကိုဖွင့်ဖို့စူးစမ်းပေမဲ့ password မသိလို့မအောင်မြင်ဘူး။အဲ့တော့ညဉ့်ညဉ့်နဲ့တုံပြီးဖုန်း screen ကိုတမန်ရိတ်ခွဲလိုက်တယ်။ပြီးတော့ဖုန်းမသားဘုတ်ကိုဖြုတ်ပြီးနားချောင်လို့ရမယ့်ကရိယာတစ်ခုတက်ဆင်လိုက်တယ်။ပြီးတော့သူကအတန်တရားဆက်ကိုတုံးပြီးမင်းကလေးအတန်တူးနဲ့ဖုန်းပိုင်ရှင်ကောင်းပါလိမ့်စီဖုန်းဆက်တယ်။ဖုန်းကောက်ရထားကြောင်းဒါပေမဲ့ screen ကွဲသွားလို့ပြင်ဆိုင်ပို့ထားပေးကြောင်းလမ်းပြောတယ်။ နောက်တော့ကောင်းမလေးလဲပေးထားတဲ့လိစာအတိုင်းလူနေနေပြီးမှုံမဲနေတဲ့ဒိုင်ဝိုကြီးတစ်ခုစီရောက်လာတယ်။တကားဖလက်ကစပွဲပေါ်မှာတင်ထားတဲ့သူ့ဖုန်းကိုတွေးလိုက်ရတယ်။မိန်းကလေးကဖုန်းကိုကောက်ကင်ကြည့်လိုက်တော့စကရင်တကယ်ကွဲနေတာတွေ့ရတယ်။လူသမားကဖုန်းပင်စရာရောင်းဆောင်ပြီးရှောင်းမီကိုစားဟက်ဖြီးခိုက်တယ်။ရှောင်းမီကဘာမှသတိမထားမိပဲခုအချက်လက်တွေကိုဖြည့်ပေးလိုက်တယ်။ပြီးတော့အဲ့ဒီလူကစကရင်အစ်စ်လဲပေးပြီးရှောင်းမီပေးလိုက်တဲ့ password နဲ့ဖုန်းကိုဖွင့်လိုက်တယ်။ဆက်ပြီးတော့ဖုန်းထဲမှာ virus ထည့်လိုက်ပြီးဖုန်းမဲကအချက်လက်တွေအကုန်လုံးကိုသူ့ဖုန်းထဲရောက်အောင်ဆင့်ကလစ်လိုက်တယ်။ဘာမှမသိတဲ့ရှောင်းမေကဆိုင်မှာစောင့်ရင်အိတ်ပြိုသွားတယ်။ပုံကအတိတ်အတိုင်းပြင်ပြီးသွားတော့သူကကျေးဇူးတင်စကားပြောပြီးပြန်သွားတယ်။ရွေးချက်အောင်မြင်သွားတဲ့လူသက်သမားကထိုင်ချလိုက်ပြီးရှောင်းမေရဲ့ဖုန်းကိုစောင့်ကြည့်ပါတော့တယ်။ သူ့စီမှာစင်ကလုတ်ထားတဲ့ဖုန်းလင်းလာပြီးချက်တွေကိုမြင်နေရတယ်။တဖက်မှာရှောင်းမေကအင်တန်ရှင်းရေးလုပ်နေတာကိုဖုန်းကင်မရာကနေတဆင့်သူလမ်းကြည့်ပြီးထိန်းချုပ်နေတယ်။နောက်ရက်တွေမှာတော့ဒီလူကရှောင်းမေရဲ့စားဝတ်နေရေးစိတ်ဝင်စားမှုနဲ့နေထိုင်မှုပုံစံတွေကိုအကုန်စုံစမ်းတော့တယ်။ရှောင်းမေအလုပ်သွားနေတဲ့အချိန်ဆိုရင်သူ့အိမ်ထဲထိတော့ခိုးဝင်တယ်။ရသမျှအချက်လက်တွေကိုမှတ်စုစာအုပ်ထဲမှာရေးမှတ်ထားတယ်။သူ့ရဲ့တပ်ဖြတ်ပွဲစတော့မယ်။စာအုပ်ထဲမှာနံပါတ်9ကိုလိုရေးမှတ်ထားလိုက်ပြီးရှောင်းမေကိုကိုယောက်ယောက်တက်မှတ်အဖြစ်သတ်မှတ်လိုက်တယ်။အဲ့ဒီနောက်သူကရှောင်းမေအလုပ်လုပ်နေနေရကိုသွားပြီးရှောင်းမေအချိန်ဆုံးလက်ဖက်ရည်ကိုမှတ်တော့တယ်။ရှောင်းမေအချိန်ဆုံးဂိမ်းကိုရှိမှထိုင်စော့ပြတယ်။ဒီလိုနဲ့ရှောင်းမေစိတ်ဝင်စားအောင်လုပ်လိုက်တယ်။ ဝါဒနာသူရာကြောင့်မကြခင်မှာပဲစကားလက်ဆုံးကြားသွားကြတယ်။ရှောင်းမေကတော့သူ့ရှိကဒီလူဟာကိုနဲ့အရင်လိုက်ဖက်တယ်လို့ထင်ပြီးအချစ်စစ်နဲ့တွေ့ပြီးဆိုပြီးပြုံးနေကြတယ်။ဒါပေမဲ့လူပေါင်းစုံကိုဆက်ဆံဖို့ရှောင်းမေရဲ့အဖေကတော့ဒီလူမယူတာဘူးဆိုလိုက်ရင်းမိနေတယ်။ဒီလူရဲ့အပြုတ်မှုတွေကတမင်ဖန်တီးထားပုံပေါက်ပြီးလိုက်ဆိုင်မှုတွေဒီလောက်များဖို့မဖြစ်ဘူးဆိုတာတွေးမိတယ်။ဒါကြောင့်အဲ့ဒီလူနဲ့ဝေးဝေးနေဖို့တမီးကိုတတိပေးတယ်။ဒါပေမဲ့အချစ်စစ်မှုန်နေတဲ့ရှောင်းမေကအဖေစကားနားမထောင်တဲ့အပြင်အဖေနဲ့ပါရန်ဖြစ်ခဲ့တယ်။သူတို့သားဖစကားပြောနေတာတွေကိုဟိုးလူကကြွားဖြတ်နားထောင်နေတာကိုတော့သူတို့မသိခဲ့ကြဘူး။ညမရောက်တော့ရှောင်းမေအိပ်ပျော်နေတဲ့အချိန်မှာလူသက်သမားကရှောင်းမေရဲ့ဖုန်းကိုလှမ်းထိန်ချုပ်ပြီးအဖေထိသူစီစာပို့လိုက်တယ်။ ခုနကရန်ဖိခဲ့တာကြောင့်တောင်းပန်ကြောင်းပြီးတော့ map ပေးပေးပါဆိုပြီး link တစ်ခုပါပို့လိုက်တယ်အဖေကဘာမှသိမစင်စားပဲ link ကိုနှိပ်လိုက်တာတကယ်တော့ဒါက virus link ထင်နေပြီမကြခင်မှာပဲအဖေဖုန်းကိုပါဟိုလူကထင်းချူစောင့်ကြည့်နေတယ်ပြီးတော့အဖေထစ်သူစီ parcel ရောင်းနေကြောင်းစာဝင်လာတယ်တကားဝင်မှာတကယ်ပဲ parcel တထူးရောက်နေတယ်သမီးကသူ့အတွက် surprise တိုက်တယ်လို့ထင်ပြီး parcel ဖူးကိုဖွင့်လိုက်တဲ့အချိန်မှာပဲလူသက်သမားကသူ့အနောက်မှာရောက်နေပါတော့တယ်